အောင်လေးတယောက်ကိုချွတ်ဖို့စဉ်းစားထားပြီလားဒါဆိုရင်တော့တင်ကအရန်တီးခံပြီးတော့သူ့ရဲ့စိတ်ဓာတ်ရည်ကိုနားလည်ပေးနိုင်မှာအဆင်ပြေပါလိမ့်မယ်။ရှာဟုတာသမီးတွေကရုပ်တည်းကြည့်ရင်ခေါင်းမာတယ်တဆူတိုးတဆောက်ကန်နိုင်တယ်။အစွန်နှစ်ဖက်ကိုသူကအတွေးတွေကပိုများတယ်။ဖျက်ငယ်ဘွားကများတော့အဖြစ်ကသူတို့ကအထီးကျန်စမ်းတယ်။ဥမာတငယ်ချင်းမရှိရမျိုး သားစုတွေမှာဖဲ့ခံထားရတာမျိုးအဲ့ဒီအတွက်ကြောင့်မို့လို့တို့မှာအားငယ်စင်းနဲ့တိမ်ငယ်စင်းဖြစ်နေတယ်ဒါတို့ရဲ့လူတွေမသိတဲ့အပိုင်းပေါ့နော်တို့ကြည့်လို့ရှင်တော့ဘယ်သူမှအဆင်မပြေဘူးခေါင်းမာတယ်တို့စိတ်ထဲမှာရှိတဲ့အရာကိုထင်ရအောင်လုပ်တယ်တို့ချစ်တယ်ဆိုလည်းဒီလိုတို့မှရှိသမျှပုံအောင်ပြီးချစ်တတ်တယ်လို့တို့မုံမိဆိုလည်းအယံပြတ်သားတယ်လုံးဝလှဲ့မကြည့်တော့ဘူးဘယ်လိုမျိုးဒုက္ခပေးရမလဲပဲတွေးနေတတ်တာမျိုးဟာရှားဘူးလေပဲဖြစ်ပါတယ် တကယ်တမ်းကတော့သူတို့ကတန်တရားစိတ်အားနေတာပေါ့နော်မချစ်တတ်တာမဟုတ်ဘူးစိတ်ရင်းစေတနာကောင်းနေသူတို့လည်းသူများလိုပြောပြောနေခြင်းတယ်ဒါပေမဲ့သူတို့ရဲ့ဘဝပေအခြေအနေရအမြဲတမ်းအထူးကြံ့တယ်အဲ့ဒီတော့သူတို့ကဘာဖြစ်လာလဲဆိုတော့သူတို့ရဲ့အတွေးတွေက negative ဖက်ကိုများတယ်သူတို့ခံစားချက်ကအဆုံးရောက်သွားတဲ့အချိန်မှာဆိုလို့ရှိရင် ဘာပဲလောက်ရလောက်ရဆိုတဲ့လူမျိုးကအခုပွားရည်များပါတယ်။ဒါကြောင့်မို့လို့သူတို့ကဘာသာရေးကိုဖိလုံနိုင်မှအဆင်ပြေပါလိမ့်မယ်။တက်ဆိုင်ရာဘာသာပေါ့နော်။တကယ်လို့ကိုကဗုဒ္ဓဘာသာမဟုတ်ဘူးဆိုလို့ရှိရင်လည်းသိတိငိမ့်စေတဲ့အရာတွေစာဖတ်တာမျိုးအဲ့လိုမျိုးကိုကသနာပါတဲ့အရာတွေကိုဖိဖိစစ်စစ်လုပ်ပေးနိုင်မှသူတို့အတွက်အဆင်ပြေပါလိမ့်မယ်။ဘာပဲဖိဖိပေါ့နော်။ Yahoo လေးကိုကြည့်လို့ရှိရင်ပြင်ပန်းကြည့်ရင်တော့သူတို့ကလူဆိုးလေးတွေများတယ်။တစုံတို့တစောက်ကန်းတွေများတယ်ပေါ့နော်။ တကယ်တမ်းကတော့တို့ရဲ့ငယ်ဘဝစိတ်ဓာတ်ရည်ကိုကုစားပေးမဲ့သူမျိုးမှတော့ပို့ပြီးတော့အဆင်ပြေမှာပါသူတို့ရဲ့စိတ်ကိုအရင်နားလည်ပေးတဲ့လူမျိုးကအဆင်ပြေလိမ့်မယ်တို့ကနံလောကနဲ့အဆောင်လျှောက်လည်းကြီးတယ်နံလောကဆိုင်ရာပညာရက်တွေမှာလည်းတစ်မျိုးမဟုတ်တစ်မျိုးခုကျွန်တက်ကြတယ်စိတ်လည်းဝင်စားကြတယ်ဆရာမပြောခဲ့တဲ့အချက်တွေထဲမှာတိုက်ဆိုင်တာတစ်နှစ်ခုမြပါလဲပေါ့နော်မှတ်ပေးခဲ့ပါဦး